အားလုံးပဲမင်္ဂလာပါ Photoshop သင်ခန်းစာလေးတစ်ခုကို ပြောပြပေးပါမယ်နော် Photoshop လေးကို ဝင်တဲ့အခါမှာပထမဆုံးမြင်ရတဲ့ screen ကဒီဝဲကန်း screen ကို အရင်မြင်ရမယ်အဲ့ဝဲကန်း screen မှာ reset ဆိုတာလေးပါတယ် reset ဆိုတဲ့နေရာမှာကိုမကြသေးခင်ကတုံးထားတဲ့ file လေးတွေကိုသူကပြပေးထားတာ ိုကအဲ့ဝီဆန်နေရာမှာကိုမကြသေးခင်ကတုံးထားတဲ့ဖိုင်တွေကို ဖော်ပြခြင်းသလားဒါမှမဟုတ်မဖော်ပြခြင်းဘူးလားဆိုပြီးပြင်လို့ရတယ်အဲ့လိုပြင်ခြင်းရင်အပေါ်က edit menu မှာနေ edit ထဲကမှာ preference ထဲက file handling မှာကလေးတစ်ချမ်းနေလိုက်အဲ့ file handling မှာနှိပ်ပြီးသွားရင် preference ဆိုတဲ့ဘောက်လေးကြာလာမယ် ဒီထဲက reason fine list contain မှာ30ဆိုပြီးထားထားတယ်နော်ကိုက reason မှာမပေါ်စေခြင်းဘူးဆိုရင်ဒီမှာ0ထားပေးရမယ် ရီစန်းနေရာမှာဖိုင်9ဖိုင်ပေါ်စေခြင်းရင်ဖိုင်လိုထားလို့ရတယ်ဆယ်ဖိုင်ပေါ်စေခြင်းရင်30ဖိုင်30ပေါ်စေခြင်းရင်20လို့ဆိုပြီးထားလို့ရတယ်အခုလက်ရှိမှာရီစန်းမှာဘာမှမပေါ်စေခြင်းနဲ့အတွက်0ထားလိုက်မယ်ပြီးရင် okay မှာနှိပ်မယ်ဒါဆိုကြည့်ပါဝဲကန်းစက်ခရင်မှာ ် reason ဆိုတဲ့ဟာမပါတော့ဘူးကိုကအဲ့ reason ဆိုတာလေးပြန်ပေါ်စေခြင်းနဲ့ဆိုရင် at this menu ကိုပြန်သွားမယ် preference နဲ့ကိုသွားမယ်အဲ့ထဲမှာ file handling မှာတချမ်းနှိပ်လိုက်ဟုတ်ပြီအဲ့မှာနှိပ်ပြီးရင် reason file list ကိုသိမ်းမှာ ကိုထားခြင်းလောက်အရေးတွက်ကိုပြန်ထားမယ်ဒီမှာဆယ်ဖိုင်လောက်ထားခြင်းနဲ့30လို့ရိုက်ထဲမယ်ပြီးရင် okay ဆိုပြီးနှိပ်လိုက်မယ်ဒါဆိုကြည့်ပါ recent နေရာမှာဆယ်ဖိုင်ပြန်ပေါ်လာလိမ့်မယ်ဟုတ်ပြီနော်